ဒီကနေ့ဒီဇင်ဘာလ၄ရက်နေ့မှာရရှိထားတဲ့နောက်ဆုံးရသတင်းတွေနဲ့ထူးခြားသတင်းတွေကိုပြောပြပေးဖို့အတွက်သတင်းရယူတင်ဆက်ပေးနေတဲ့သတင်းတော်ကိုကျော်ဆိုးလင်းကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။မင်္ဂလာပါကိုကြီး။ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာ။ဟုတ်ကဲ့ဒီကနေ့မှာသတင်းတွေလိုက်ရင်းနဲ့အခုနောက်ဆုံးရသတင်းတွေကထူးခြားသတင်းတွေဘာတွေကောက်နှုတ်ဖော်ပြချင်လဲကို။ဟုတ်ကဲ့ဗျာဒီနိုင်ငံရေးချင်းသူများအဖွဲ့ကနေပြီးတော့ထုတ်ပြန်ထားတာကူရှိပါတယ်ဗျာ။မြန်မာနိုင်ငံဒေသအသီးသီးကနေပြီးတော့ချင်းထောင်တွေကနေပေါ့လေပြီးခဲ့တဲ့ဒီရပိုင်းတွင်းကနိုင်ငံရေးအချင်းသူတွေလွတ်လာတာရှိတယ်။ ါပေမဲ့ပြန်ဖန်ခံရတာတွေလည်းရှိနေတယ်ဆိုပြီးတော့ထုတ်ပြန်လာတာပါသူတို့ကပြန်ဖန်ခံရတဲ့ပမာဏကိုတော့ဒေချာထုတ်ပြန်ထားတာတော့မရှိဘူးဒါပေမဲ့ဒီနိုဝင်ဘာလကုန်ပိုင်းနဲ့ဒီဇင်ဘာလကုန်ပိုင်းမှာဒီစစ်တပ်ကအချင်းတော်အသီးသီးကနေပြီးတော့နိုင်ငံရေးအချင်းသူနည်းနည်းလောက်ကိုပဲလူငင်းချမ်းသာကွင်းနဲ့ပြန်လွှတ်လိုက်တယ်ပေါ့ဒါပေမဲ့တစ်ဖက်မှာလည်းတချို့နိုင်ငံရေးအချင်းသူတွေကိုအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်52ကာကြီးမတရားသိမ်းဆက်သွယ်မှုဥပဒေပုံမှန်61အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှန်90ညရည်နဲ့ပြန်ဖမ်းနေတယ်ဆိုပြီးတော့သူတို့ထုတ်ပြန်ချက်မှာပါပါတယ်ဗျ အဲ့ဒါကြောင့်မလို့ဒီပြန်လွတ်လာတဲ့နိုင်ငံကြီးအချင်းသူတွေအနေနဲ့ပတ်ဝန်းကျင်အခြေအနေနဲ့ကိုယ့်ရဲ့လုံခြုံရေးပေါ့လေနော်ပြီးတော့ပြန်လည်ဖန်ဆီးခံမဲ့အခြေအနေတွေကိုဂရုတစိုက်နေထိုင်ကြဖို့ဆိုပြီးတော့နိုင်ငံကြီးအချင်းသူများအဖွဲ့ကတိုက်တွန်းထားတာရှိပါတယ်ပြီးတော့တစ်ဖက်မှာလည်းဒီနိုင်ငံကြီးအချင်းသားများကူညီဆောက်ရှောက်ရေးအသင်း ABB ရဲ့စည်းရင်းစရာတွေအရာလည်းဒီနေ့စည်းရင်းစရာတွေအရာပေါ့လေနော် အာနာသိမ့်ပြီးကြရဒီအာနာသိမ့်မှုစန့်ကျင်တဲ့အတွက်ဖန်းစည်းခံရတဲ့သူ3000ကျော်လောက်ရှိပြီးတော့လက်ရှိအကျဉ်းထောင်ထဲမှာ2600ကျော်က ဖန်စီထိန်သိမ်းခံရရလည်းဖြစ်ပါတယ်ဒီပြီးတော့နောက်သူတို့ ABB ကထုတ်ပြန်တဲ့စည်ရင်းစရားမှာပဲအချက်လက်တစ်ခုကပါပါလာပါပါတခုရှိပါတယ်ဗျာဒီ2025ခုနှစ်စက်တင်ဘာလ10ရက်နေ့ကနေနိုဝင်ဘာ30ရက်နေ့အထိပေါ့ပြောမှဆို3လပေါ့3လအတွင်းမှာဒီတနိုင်ငံလုံးမှာစစ်တပ်ကနေပြီးတော့နွေဦးဒေါ်လာရင်းနဲ့ဆက်ဆက်လို့ဆိုပြီးတော့အမျိုးသမီး9ယောက်နဲ့အမျိုးသား39ယောက်စုစုပေါင်း46ယောက်ကိုဖမ်းဆီးထိန်သိမ်းထားတယ်ပေါ့အဲ့ဒီထဲမှာဒီ section 2ယောက်ကလေး4ယောက်ပါတယ် ပြီးတော့အဲ့ဒီ46ယောက်ထဲမှာရန်ကုန်တိုင်းကအများဆုံးအဖမ်းခံရတာပေါ့အားလုံး21ယောက်ရှိတယ်လို့လည်း ABB ကထုတ်ပြန်ထားပါတယ်ဒါကသူတို့ကောက်ထားတဲ့စည်ရင်းမဲ့ဖြစ်ပြီးတော့လက်တွေ့မှာတော့ဒီနိုင်ငံရေးနဲ့ပတ်သက်ပြီးအဖမ်းခံရတဲ့ဒီထက်ပိုများနိုင်တယ်လို့လည်းပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ပါဟုတ်ကဲ့ပါရှင်အခုလိုပြောပြပေးရတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအခုဆက်လက်ပြီးတော့ DV ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးသွားအောင်ပါ